မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ၄ရက်နေ့မနက်ခင်းတရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့တိုင်းမြန်မာအနေနဲ့သေပေါ်ဘူးစစ်ကောင်စီတက်စကန်ကို KNL ပူပေါင်းတပ်များကသိမ်းပိုက်ရရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်လက်နက်ချဆိုတဲ့တရင်မျိုးဖြစ်ပါရရှင်။ကရင်ပြည်နယ်များရီမြို့နယ်တိုင်းမြန်မာနယ်စပ်တေပေါ်ဘူးစစ်ကောင်စီတက်စကန်ကို KNL ပူပေါင်းတပ်များကရမန်နီညနေပိုင်းတွင်တိမ်ပတ်ရရှိသွားပြီဖြစ်သည်ရမန်နီဇွန်လ၂ရက်နေ့မှစတင်ပြီးစစ်ကောင်စီတပ်၏တိဘောဘုစခန်းကို KNL ပူပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာရမန်နီတွင်တိုက်ပွဲအလွန်ပြင်းထန်ခဲ့ကြောင်းစစ်ကောင်စီကလေးရင်များဖြင့်တောက်လျှောက်ဆူသလိုပုံကျဲခုခံခဲ့ကြောင်းရခိုအခါအဆိုပါစခန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံပြူထောင်လက်နက်ချသွားပြီဖြစ်ကြောင်းသိရှိရသည်စခန်းရသွားပြီစခန်းကိုဦးစီးတဲ့အရာရှိအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၏အလံပြူထောင်လက်နက်ချရီမနိုင်မန်းသေးတော့မှလက် နက်ချတာဟုစစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်စစ်ကောင်စီတပ်၏တေဘောဘူတက်စကန်ကိုတော်လိုင်းတက်များကရရှိသွားပြီးဖြစ်၍ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတက်စကန်လေးခုသာကျန်ရှိတော်ပြီးအဆိုပါစကန်များမှာဥက္ကရထဝေါ်လီပြူဟာကိုတီသေးလေစကန်ထီးကပလေစကန်တို့ဖြစ်ကြောင်းသိရှိရသည် KNU ကမတ်လ၊ဧပြီလနဲ့မေလအတွင်းတွင်တိုင်းမြင့်မာနေဆက်အနေမှာစစ်ကောင်စီ၏ပုလုတ္တခလေဒေတခေါ်ပွေခီမောဘာသူစကန်တာလီစကန်များမေလဘလက်တိုမော်ခီဘီယန်အောင်စကန်ကနေလီစကန်နှင့်ရွှေရင်မြိုင်တက်စကန်တို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ပြီးရမန်နီစွန်လ3ရက်နေ့တွင်သေပေါ်ဘူးစကန်ကိုရရှိခဲ့ခြင်းဖြစ်သည် 2022ခုနှစ်မေလအတွင်းကလည်းဒေဘောဘောစကန်ကိုကော့ဘရာစစ်ကြောင်းနဲ့ဘိုအဲဆေးဝါးဥဆောင်သောတော်လိုင်းတပ်များကပထမကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ဖို့သည်ဆက်လက်ပြီး6ဦးမြို့နယ်၅ရှမ်းကျေးရွာစစ်တပ်ကိစကန်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်မှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းချောင်းမြို့နယ်ငါရှင်ကြေးရွာရှိစစ်တပ်ကစကန်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်းပြီးခော့ဒရုန်းတင်မြောင်းတပ်ဖွဲ့မှတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်သူပြောကြားသည်မေလ29ရက်နေ့ညနေ3:30မိနစ်ခန့်တွင်ချောင်းမြို့နယ်ငါရှင်ကြေးရွာတွင်ဂိတ်ဖွင့်ကထိုင်ကြထားသောစံဖက်စစ်ကောင်စီတပ်သားများကိုတုံလင်းတပ်ဖွဲ့များကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်ရှင်တိုက်ခိုက်မှုတွင်ဂိတ်စခန်းအတွင်းကိုဘုံသီးများကျရောက်ပောက်ကွဲခဲ့ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်သော ဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။ထို့တိုက်ခိုက်မှုတွင်ဂိတ်စခန်း၌တာဝန်ကျနေသောပြူစောတီအမျိုးသမီးများသည်ကြောက်လန့်၍တပ်များကကားများဖြင့်မုံရွာမြို့သို့ထွက်ပြေးသွားကြောင်းထို့သို့တိုက်ခိုက်ခံရပြီးနောက်ချောင်းမြို့ပေါ်ရှိအကျန်းဖက်စစ်တပ်စခန်းမှစစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်ခဲ့ကြောင်းသိရှိရသည်။ တေဆုံးထိခိုက်မှုကတော့စုံစမ်းလို့မရသေးပါဘူးရွာတွေကိုပြည်သူတွေလည်းအဝင်ထွက်မရှိတော့ဘူးဒရုန်းနဲ့ချပြီးတိတ်မကြတဲ့အချိန်အဲ့ဒီစကံမှာလာပြီးတောင်းဝန်ချတဲ့ဖြူစောထေးတွေကမင်းကလေးတချို့တံများကကားနဲ့ထွက်သွားတယ်လို့တော့သိရပါတယ်ဟုဘီကော့ဒရုန်းတေမြောင်တပ်ဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုပြီးကော့ဒရွန်တင်ရင်မပင်ခိုင်တရင်35တက်ခွဲနှင့်ချီဇက်21ရင်မပင်ခိုင်တရင်18 B21 ကနေ PDF NBDF ရင်မပင် MDF ဒရွန်ကြာခင်းစိန်အာမန်တဲ့ငန်းစော Revolutionary L4 မြောင်းအွန်တပြေညီနောင်လိုကေ PDF ကြောက်စိန်ဘိုးစားကလေးဒရွန် strike ကျေးရွာတပ်ပေါင်းစုမြောင်း Freedom Fighter Drone for FFDF, Former Revolution for FRF မိုးရခဲအမှတ်ရှိရေနဂါပြည်သူကော်ဝဲတံတော်လင်းယုံကြီးနှင့် Hawk Guerrilla 4တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကော်ဝဲရေးတပ်ဖွဲ့ဝင်များအထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ဆလဘီကမ်ဘလူရင်စစ်ကြောင်းတို့နေသည့်စစ်တပ်ကပြည်သူနှုတ်ကိုတပ်ဖြတ်ပြီးကလေးငယ်များအပါအဝင်ပြည်သူ၁၆ဦးကိုဖမ်းဆီးထားတောင်းနေကြည်သောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းနိုင်ကမ်ဘလူမြို့နယ် င်စစ်ကြောင်းတွေ့နေတဲ့အစံဖက်စစ်တပ်ကပြည်သူနှုတ်ကိုတက်ဖြတ်ပြီးကလီငင်များအပေါဝင်ပြည်သူ၁၆ဦးကိုဖမ်းဆီးထားကောင်တောင်းနှင့်ချီသောပြည်သူများဘေးလွရာထွက်ပြေးနေရကြောင်းကျွမ်းလတ်တကြလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်ထောင်ဌာနတို့ပြောကြားသည်မေလ31ရက်နေ့တွင်ကံမလိုမျိုးနှင့်ချက်တင်တိုင်နှင့်အတွင်မှထွက်လာသောအစံဖက်စစ်တပ်စစ်ကြောင်းသည်ကံကြီးရွာအနောက်ကုန်းသို့စစ်ကြောင်းထိုးဝင်ရောက်လာပြီးအသက်40ရွယ်ကိုသိန်းထွေနှင့်အသက်20ရွယ်ကိုစရာထွန်းတို့နှုတ်ကိုရရဆက်ဆက်ပြစ်ခတ်တက်ဖြတ်ခဲ့ပြီးအသက်9နှစ်ရှင်နေဆ 12နှစ်အရွယ်မိန်းကလေးငယ်သုံးအပါအဝင်ပြည်သူ16ဦးကိုဖမ်းဆီးသွားကလက်ရှိချိန်တွင်ပြန်လည်ပေးခြင်းမရှိသေးကြောင်းသိရှိရသည်။ အသက်ခံရသူတွေကအသက်40နဲ့အသက်20အရွယ်တွေပါဖမ်းသွားတဲ့ပြည်သူတွေရဲ့အခြေအနေလည်းဘာမှထပ်မကြားရသေးပါဘူးလက်ရှိစစ်ဘေးရှောင်ပြည်သူတွေကမိုးရင်းဆိုတော့အတော်လေးအခက်အခဲရှိပါတယ်အဓိကလိုအပ်ချက်ကစားတောက်ကုန်အမိုးအကာနဲ့အခြေခံစေဝါတွေလိုအပ်လျက်ရှိပါတယ်ဟုဂျွန်နယ်တက်ရှော့လှူရှားသူများဖွဲ့မှတောင်းရှိသူတို့ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်ဇွန်လ2ရက်နေ့ညနေ3နာရီခန့်တွင်ကိုးတောင်ပို့စစ်တပ်အထိုင်းစခန်းမှထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်မင်းတလင်ကုန်းရွာကိုစစ်ကြောင်းထွေဝင်ရောက်ခဲ့ပြီးရင်းနှီးမုန်းလေ 3:30မိနစ်ခန့်တွင် ချက်တင်တိုင်းနယ်အတိုင်းစကန်မှထွက်လာသောအကျန်းဘက်စစ်သားနှင့်ပြူစောထီများပူပေါင်းထားသောအင်အားတရာခံနေလေဦးကင်းကြီးရွာမှတဆင်နှုံကုန်းရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ကြောင်းသိရသည်ထိုစစ်ကြောင်းနှစ်ခုသည်ပြည်သူများကိုပြစ်ခတ်ဖမ်းဆီးပြီးနှုံကုန်းရွာဇီကုန်းရွာနှင့်ပေါတော်ရွာတို့ကိုလည်းဒရုန်းဖြင့်ပုံသည်တုံလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုရှိမရှိဆက်လက်ဆုံးဆန်းလျက်ရှိကြောင်းသိရှိရသည်ထို့ပြင်မီလာ၁၈ရက်နေ့ကကဲမလူမျိုးနယ်ကိုးတောင်ပေါ်နှင့်ချက်တင်ကြီးရွာတို့၌အတိုင်းချတော်စစ်တပ်စခန်းများမှစစ်ကြောင်းနှစ်ကြောင်းသည်လည်း ကိုးတောင်ဘုတိုင်နယ်နှင့်ချက်တင်တိုင်နယ်တို့အတွင်ရှိကျေးရွာများကိုစစ်ကြောင်းတို့ဝင်ရောက်ခဲ့ပြီးတင်တော်ရွာ၌စစ်ကြောင်းတို့ကိုပြန်လည်ပူးပေါင်းကအင်အား200ခန့်ဖြင့်ရှနေ့အချိန်ထိအထိုင်ချတက်ဆွဲထားသောပြည်သူပိုင်လှည်နှွားများနှင့်အဘိုးတန်ပစ္စည်းများကိုခိုးယူသေးဆောင်နေကြောင်းသိရှိရသည်။ထို့သောပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ပြည်သူပိုင်ပစ္စည်းများကိုခိုးယူဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများကိုပြည်သူ့ကော်မတီတပ်ဖွဲ့များကခုခံတိုက်ခိုက်မှုရှိခဲ့ပြီးစစ်ကောင်စီတပ်ဗမာထိခိုက်သိဆုံးမှုများလည်းရှိကြောင်းသိရှိရသည်။ ကမ်ဘလူမျိုးနယ်ရင်စစ်ကောင်စီတန်းနယ်ပြူစောတိများကစစ်ကြောင်းလေးကြောင်းခွဲကအင်အားအလုံးရင်ဖြစ်စစ်ကြောင်းထုံနေမှုကြောင့်ကံကြီးဥကင်းကြီးပောက်စိန်ကုန်းတင်တော်အလဲကုန်းလွင်ကြီးစောချောင်းအောက်တဲဝတ်သေးကင်းတင်မော် ညိုပင်ရှုနှောကုံပေါကုံနှင့်ဇီကုံရွာတို့မှပြည်သူတထောင်ခန့်မှစပေးရှောင်နေရကြောင်းသိရှိရသည်အကြံပတ်စစ်တဲ့စစ်ကြောင်းကြောင့်နေရဲစွန့်ခွာထွက်ပြေးနေရသည့်ပြည်သူများမှာရန်၂၀နေပါကြာမြင့်လာပြီဖြစ်ပြီးမိုးရင်းကာလဖြစ်သည့်အပြင်မွေဆိုးအနေဆိုရင်ရသည့်အရက်ဒေသဖြစ်၍ပြည်သူများမှာနှစ်တက်ကွန်းဒုက္ခကြုံနေရကြောင်းမိုးကလည်းအဆက်မပြတ်ရွာသောနေမှုကြောင့်စပေးရှောင်ပြည်သူများမှာနှာစေချောင်ဆိုခြင်းရာသီတုပ်ဝေးရောဂါဖြစ်ပွားခြင်းတို့ကြုံတွေ့နေရပြီးအရေးပေါ်ဆေးဝါးအမှုအကာနှင့်အစားအသောက်များအရေးပေါ်လိုအပ်လျက်ရှိကြောင်းကျွမ်း တက်ကြွလှူရှားသူများဖွဲ့ကတည်ပေးထားသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့တစေမျိုးနှင့်ခုနှစ်မိုင်ခန့်သာဝေသောတဲကုန်းရွာကိုကင်းလျင်ထွက်လာသည့်စစ်ကြောင်းကိုဂျားပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှရရှိသူအပါအဝင်၈ဦးသေဆုံးဆွဲတဲ့ရင်ဖြစ်ပါရရှင်စကိုင်းတိုင်းတစေမျိုးနှင့်ခုနှစ်မိုင်ခန့်သာဝေသောတဲကုန်းရွာကိုကင်းလျင်ထွက်လာသည့်ဂျမ်းပက်စစ်တပ်စစ်ကြောင်းကိုဂျားပြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှရရှိသူအပါအဝင်၈ဦးသေဆုံးခဲ့ကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် People Liberation Army PLA မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တဲ့ရင် င်ဌာနတန်လို့ပြောဆိုသည်စွန်လနေ့ရက်နေ့နဲ့စောပိုင်း9:30မိနစ်ခန့်တွင်အတော်ရွာမှအကြမ်းဖက်စစ်ကောင်စီတပ်သားများကတဲကုန်းရွာဘက်ကိုကင်းလျင်ထွက်လာစဉ်တော်လင်ရင်တပ်ဖွဲ့များကစောင့်ကြိုတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားအရာရှိတို့ပါဝင်ရှိဦးသိဆုံးပြီးကပိုင်မျိုးစားတနက်နယ်နဲ့ချီချုပ်သိမ်းဆည်းရရှိမိခဲ့ကြောင်းသိရှိရသည် အတောဆိုတဲ့ရွာမှာရှမ်းသူတွေကအင်အားထိုင်တာ90လောက်ရှိတယ်။သူတို့မှာကလက်နက်ကြီးတွေရှိတယ်။လက်နက်ကြီးတွေထိုင်ပြီးတော့အင်အားတဝိုက်ကရွာတွေကိုထိန်ချုပ်ထားတာပေါ့။အဲ့ဒီမှာသူတို့ကင်းလှဲတာပေါ့။သူတို့တွေတဲကုန်းကိုစစ်ကြောင်းထွက်လာတဲ့အချိန်မှာ PLA ရဲဘော်တွေနဲ့မြို့နယ်ပကဖ3ကိုကအဖွဲ့တွေပေါင်းပြီးတော့ကြားဖြတ်တိုက်တယ်။နနက်9:30မိနစ်မှာတိုက်ကြတယ်။တိုက်ပွဲကြချိန်က10မိနစ်ကျော်ကျော်15မိနစ်ပေါ့။ရှမ်းသူဘက်ကအကြအဆုံး6ယောက်ရှိတယ်။တနက်နှစ်လက်ပဲကောက်လို့ရတယ်။ သူတို့ထိုင်စခန်းနဲ့နေတဲ့အတွက်ကြောင့်နောက်ထပ်လက်နက်တွေမကောက်လိုက်နိုင်ဘူးတက်တွေပြန်ဆုပ်ခဲ့ရတယ်။အခုလောလောဆယ်ကတော့ရန်သူတက်တွေကရွာတွေကိုမီရှို့တာဖျက်ဆီးတာတွေတော့မတွေ့သေးဘူး။စစ်ကြောင်းထိုးလာဖို့ပြင်ဆင်နေအရေးအယောင်တွေတော့မတွေ့သေးဘူးဟုပြည်သူ့လွတ်မြောက်ရေးတပ်မတော် People Liberation Army PLA မှတောင်းရှိသူတို့ကပြောဆိုသည်။ရင်းတီးတဲ့တိုက်ပွဲဖြစ်ပွားခဲ့သောအတော်ရွာနဲ့တဲကုံရွာတွေမီတာတစ်ထောင်ခန့်သာကွာဝေးပြီး30မိနစ်9မိုင်ခန့်သာကွာဝေးကြောင်းအတော်ရွာတွင်တက်ဆွဲထားသောအစံဖက်စစ်ကောင်းစီတပ်သားများနဲ့၎င်းတို့အနီးအနားရှိကြွေရွာများ ထိန်ချုပ်နိုင်ရန်စစ်ကြောင်းထုတ်ခင်းလေမှုများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည် အတောနဲ့ဒဲကုံကမီတာတထောင်လောက်ပဲကွာတယ်တစ်စဲနဲ့ဆိုရင်လေတစ်စဲအရှိတောင်ဘက်9မိုင်လောက်ပဲကွာဝေးတဲ့နေရာမှာတိုက်ခိုက်ခဲ့တာပေါ့အတောရွာကနေပြီးတော့တစ်စဲဘက်ဝင်းချင်းတစ်ဆက်ထဲကိုနေရာယူထားတာပါအောင်သားရအတောရွှေလန်းစုံကာဘူကြီးကုံဝက်တော်တို့အဲ့ဒီတစ်ကြောလုံးကိုအတောကနေပြီးတော့ရှန်သူကထိန်းထားတာပေါ့ဟုပြည်သူ့လူမျိုးရေးတမရမှာတောင်းရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့လူမျိုးရေးတမရ PLE တစ်စဲမြို့နယ်ပကဖားတိုက်နယ်နှင့်ပကဖားနယ်ရှေးဦးပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် ဆလဘီဒူတိုင်းမှုကိုပြစ်ခတ်ရန်ကြံစီမှုဖြင့်တက်ကြည်အပောင်ဝင်သုံးဖန်းစည်းခံရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ တရားရစစ်သည်တွေကိုဆေးခွင်မပေးဘဲခန်းစစ်ပြင်ခိုင်းတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဘုံမှုချုပ်ရှင်းလင်းအောင်ကိုတနက်နေ့ပြစ်ခတ်ဖို့ကြိုးစားခဲ့တဲ့တက်ကြဲကြီးအပါဝင်၃ယောက်ကိုဖမ်းဆီးထားတယ်လို့တပ်တွင်းသတင်းအရင်းမြစ်တွေစီကသိရပါဗျ။ AR တိုင်းငတိုင်းချောင်းခွကာလန်ပေါ်မှာရှိတဲ့အမှတ်344အမြောက်တရင်မှာဇွန်လတရက်ကခန်းစစ်ပြင်နေတဲ့အရာရှိစစ်သည်တွေကိုအားပေးစကားလာပြောချင်းဆေးခွင်မရတဲ့တက်ကြဲကြီးနဲ့တပ်သား၂ယောက်ကဘုံမှုချုပ်ရှင်းလင်းအောင်ကိုပြစ်ခတ်ဖို့ကြိုးစားခဲ့တာလို့ပြောပါဗျ။တပ်တွင်းသတင်းရှင်းမြစ်ကမင်း င်းကဒူတိုင်းမှုအပြစ်ခံရတယ်လို့သတင်းထွက်ပြီးမှတက်ချက်ကြီးနဲ့ရဲဘော်နှစ်ယောက်ဖမ်းခံရတာပြည်ထနာကကာကင်းမှတန်ရာရလာတဲ့စစ်သည်တွေကိုစိမ်းယုံမဖို့ပဲခံဆက်ပြင်ခိုင်းလို့မကြေနပ်တာကနေစတာ ARA မှာတက်ကသေးတာတွေရောတန်ရာရတာတွေရောမြင်လို့မကောင်းဘူးလို့ရှင်းပြပါဗျာ အရက်ကတက်မရောအေးနဲ့တုံလင်းအပူပေါင်းတက်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးအမှတ်344အမြောက်တရင်ကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ရဲနဲ့ပြည်သူ့စစ်အဖွဲ့ပူးပေါင်းခုခံခဲ့ပေမယ့်အရှိကာကင်းတွေအကုန်ကျပြီးနောက်အမြောက်တရင်မှာခံစစ်ပြင်းနေရတာလို့တရင်နဲ့နေဆက်တဲ့တရင်ရှင်မြက်ကပြောပါရယ်အမတ်344မှာဒူးပူမှုကြီးအစင်ကြီးကြတယ်ရှေ့တန်းကာကင်းတွေအေးကရထားတယ်တရင်ရစစ်သည်တွေကမနေဘူးအမှန်ဆိုတရင်ရစစ်သည်တွေကိုပသိမ်မှာရှိတဲ့စစ်မြေပြင်စေးတရင်လေးကိုပို့ရမှာအဲ့ဒါကိုဒူတိုင်းမှုကစေယုံ မပို့ဘဲနဲ့ခန့်စစ်ပြင်ခိုင်းနေစစ်ကူမပို့တဲ့အပြင်ရှိတ်ခါပါမပေးလို့မခံနိုင်ဖြစ်တာ ဒူတိုင်းမို့ဘုံမှုချုပ်ရှဲလျောင်ပြစ်ခတ်ခံရသလားဆိုရတဲ့ပတ်သက်လို့ TVB အနေနဲ့စုံစမ်းနေစေဖြစ်ပါရယ်။ဒါပြင်ဒူတိုင်းမို့ပြစ်ခတ်ခံရတဲ့တရင်နဲ့ပတ်သက်ပြီးအတီးပြုတ်နိုင်ရေးအတွက်စစ်ကောင်စီလက်အောက်ခံ AR ရေးတိုင်းစီဝိုင်းဝင်ကြီးဦးမမောင်တန်းကို TVB ကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရပါဘူး။2025ခုနှစ်ဇန်နဝါရီလကစပြီးအရက်ကတမရော AA ကတော်လန်ရေးပွဲတွေနဲ့ပူးပေါင်းပြီးဘကိုမကွေးနဲ့ AR ရေးတိုင်းမှာစစ်မျက်နှာဖွင့်ကစစ်ကောင်စီတက်စကန်တွေကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါရယ်။ ဆလန့်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကောင်စီကအပြစ်ရစေးကြောင့်ထုတ်ပြန်ပြီးနောက်ဗရန်တန်နယ်တွင် နေမြေရှင်စစ်ကြောင်းထိုးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။မကွေးတိုင်းငပေးမြို့နယ်ဗရန်တန်နယ်တွင်စစ်ကောင်စီစစ်ကြောင်းတစ်ခုနေမြေရှင်သည့်အနေဖြင့်လက်နက်ငယ်များအဖြစ်ပြက်ခတ်ဝင်ရောက်လာကြောင်းသိရှိရသည်။စစ်ကောင်စီတပ်သည်ရှမန်နီဇွန်လ၂ရက်ကဂုံးဝစခန်းအနေတွင်ပြက်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသတင်းရင့်မြစ်ထံမှသိရသည်။အရက်ကတမရော AE နှင့်ပူပေါင်းတပ်ဖွဲ့ကပြီးခဲ့သည့်မေလနောက်ဆုံးပတ်တွင်ဗရန်တန်နယ်တွင်နေရီကန်စခန်းအနေနှင့် MBD တာဝါတိုင်း င်ကုန်အနေဖြင့်စစ်ကောင်စီကာကင်စကန်များကိုတင်ယူခဲ့ကြောင်းသိရသည်။ ရှေ့ထွက်ကာကင်တွေကိုအကုန်သိမ်းလိုက်တယ်လို့ကြားပါရယ်မနေ့ကစပြီးကုဝစခန်းဘက်ကလက်နက်ငယ်တန်းတွေကြားရတာပါဟုစစ်ရေးတရင်မြစ်က AR အတိုင်းကိုပြောသည်စစ်ကောင်စီသည်နေရီကန်နေတွိုက်တွင်ကာကင်စခန်းငယ်များစွာကိုအခြေပြု၍ကရုတ်ချင်းများတူထားသည့်အပြင်ဆက်သွယ်ရေးများများပါဖောက်လုပ်ထားတော်လဲဆိုပါကာကင်စခန်းအလုံးနီးပါးကိုအေးအေးကသိမ်းယူပြီးနောက်ကုဝဘက်မှနေ၍စစ်ကြောင်းတစ်ခုစီလွတ်လာခြင်းဖြစ်သည်စစ်ကောင်စီသည်ပြီးခဲ့သည့်ဇွန်လတရက်နေ့တွင်ငလင်တန်တဲ့ဒေသများတွင်ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ရန်ဟုဆိုကအပြစ်ရက်ကာ လကိုစွန်လကုန်ထိတက်တန်တိုးဆောင်ထုတ်ပြန်ခဲ့သည်စစ်ကောင်စီကထို့သူအပြည့်ရဲ့တက်တန်တိုးထားတော့လေရှမန်းနေစွန်လနေရနေတွင်မကွေပကုတ်ကူမှထွက်လာသည်အင်အားနေရာပါစစ်ကောင်စီစစ်ကြောင်းမှမင်းနန်တော်ရွာနှင့်ပဒီတွင်းရွာတွင်ဖြန့်ခွဲအခြေပြုနေကြောင်းဒေသခံများထံမှသိရသည်ထို့ပြင်ဆိုပါစစ်ကြောင်းနောက်မှပါလာသည့်ရိခါရှင်နန်းသည်လည်းကံတော်ရွာနောက်ဘက်တည့်ရချံတွင်ဆောင်းဆိုင်နေကြောင်းသိရှိရသည်